အားလုံးမင်္ဂလာပါကိုလင်းလေး YouTube channel ကနေကြိုဆိုပါရစေကိုလင်းလေး YouTube channel ကို like ပေးခြင်း comment ရေးခြင်း share ပေးခြင်းဖြင့်ကူညီပေးပါလို့နေ့တိုင်းရခံပါတယ်အဒီနေ့မှာတော့ video file တစ်ပိုင်းပြခြင်းနဲ့ဗျာချစ်တိမိမိလေးပဲပြောထားတာတည်တည်တတ်တတ်လေးနဲ့တကယ်ဟိုဖြစ်စဉ်ဥပမာလေးတွေနဲ့ပြောထားတာဗျာနော် video file လေးကိုလာတူတက်ကြည့်အောင်ကျောင်းအောင်ဟောတာ ီရွေးကောက်ပေါ်မှာဝင်တဲ့ကိုယ်စလေးလေးကိုတော့ဝင်အောင်ဖြစ်လာတယ်ပညာတတ်တယ်ဘလူးလုတ်ပြီးတော့ပညာတွေတက်ကြတယ်တော့မသိဟုတ်ဟုတ်ပြီးအနာရှင်ရဲ့လက်အောက်မှာကိုမရရအောင်ခွတ်တော့ပေါ်မှာတင်းဝင်နေကြကိုယ်တို့ဘောင်းလေတေဝင်နေကြကိုတို့ဘောင်းဒါမဲ့စိတ်ကြခင်ဗျားတို့လည်းမရဘူးဟောသူကသူကစူစင်နာပြီးသား ဘဒူဝတ်တမရဘဒူဝတ်ဝင်ကြီးတို့ဆိုတာစစ်စစ်နားပြီးသားခင်ဗျားတို့ဘလောက်ဝင်ပြင်မယ်ခင်ဗျားတို့ကဟိုရှင်းပြောင်းကျုံငယ်တော့အဆော့ဆိုပဲခမင်းတလုတ်ခင်းတလုတ်ခမင်းတုံးခင်းတုံးခမင်းတုံးခင်းတုံးခမင်းတလုတ်ခင်းတလုတ်ကပါတယ်ကျုံငယ်တော့ဗျာဆော့ကြတယ်อืมဟိုလူကြီးတွေနဲ့ကြောင်နဲ့နည်းနည်းကြီးတဲ့လူတွေဆော့ရင်ကျွန်တော်ကငယ်တော့อืมခလေးတွေကိုသူကပြေးတော့ပါတယ်ဒါပေမဲ့อืมဒီခလေးကခမင်းတလုတ်ခင်းတလုတ်ခမင်းတုံးခင်းတုံးလေးတွေ အဲ့တော့ကိုကြီးတော့မသိဘူးလူကြီးလေးနဲ့လူကြီးလေးပြေးသလိုပြေးတယ်ဟုတ်တယ်ဒါနဲ့လိုက်တဲ့လူကလိုက်တိုင်းပြေးလိုက်တဲ့ဓာတ်ရဲ့နေမှာလိုက်တဲ့လူကကျတို့ခရီးတွေမလိုက်ဘူးခမတို့ခရီးတလို့ပြီဆိုတော့အဓိကထားမထားဘူးလူကြီးလေးကိုပဲလိုက်တာအဲ့တော့အရင်လေးတွေပေါ့နော်အရင်တဘောလေးတွေခမစ်တို့ခိတလို့ပြီးပြီခမစ်တို့လည်းပြီးအောင်အရင်တဘောလေးတွေခမစ်တို့ခိတလို့ပြီးပြီဖြစ်တယ် ဟုတ်တယ်ကြည့်ရနောက်တော့ကချင်ပတ်ပေါ့ဟုတ်ပြီးတော့ချင်ပတ်တယ်ပြီးတော့ချင်ပတ်တယ်မှန်တယ်ချင်ပတ်ဆုံးတရားအောင်မလီးသားတယ်ကျွန်တော်ပါဟိုဟိုပြီးတော့ချင်ပတ်တယ်ချင်ပတ်ရောတည်ရမလားအရန်ဟင်းပေါ့အဲ့ဒီမှာချင်ချင်ပတ်နဲ့ငါပြီးတော့ကြာတော့ဒီကခါပြီးတော့မစားဘူးအရန်ဟင်းလေးနေနေပဲချင်ပတ်ကြီးအဲ့တော့ ကိုကိုကိုလည်းချင်ပတ်ဖြစ်လို့ပြန်မမသိဘာလို့နေရာရရင်ပြီးရောဆိုပြီးတော့မှားလားမှန်းလားမခွဲခြားတတ်ပဲနဲ့ဝင်ရင်းရှင်းပြန်နေတာကိုလည်းတော်တော်လေးကိုအံ့ဩမိပါတယ်ဟုတ်တိမိတဲ့စကလုံးလေးတွေဗျာဒီနေ့ရွေးကောက်ပွဲအတွက်ကတော့အားပေးပါရနော်နာမည်လေးတွေပေးပါရထမင်းသူဟင်းသူစကားမှာကျင်းပါမယ်ရွေးကောက်ပွဲဝင်တဲ့កောင်တွေကပါလေ ထမင်းတို့ဟင်းတို့ချင်ဘက်ချင်ဘက်ရာရိုးချင်ဘက်ပေါ့ပြည်သူချင်ဘက်အာထိမိလိုက်တဲ့စကားလုံးလေးနော်တကယ်ပါတကယ်သူပြောတာဟုတ်လားမဟုတ်လားစဉ်းစားကြည့်လိုက်လေခင်ဗျားတို့စဉ်းစားကြည့်လိုက်လေဟမ် ရွေးကောက်ပွဲမှာဝင်ပြိုင်ပြီမဲ့ဘယ်နေရာမှာတာဝန်ယူခွင့်ရှိမှာလဲနော်ခင်ဗျားတို့ကထမင်းသိုးဟင်းသိုးတွေပါဗျာတတိပုဂ္ဂလဆိုရယ်ဆရာမင်းတို့ဘာတို့ညာတို့အဟွာတို့တွေလဲထမင်းသိုးဟင်းသိုးတွေပါဗျာကိုကိုကြီးဆိုတဲ့កောင်တွေကိုကိုကြီးပါတီရောက်កောင်တွေကလည်းပြည်သူခြေဘက်တွေပါဗျာထမင်းသိုးဟင်းသိုးတွေပါဗျာ ကိုလင်းပြောရမဟုတ်နော်ကိုတက်ဝဲအောင်ပြောတာနော်ကိုလင်းပြောရမဟုတ်ကိုတက်ဝဲအောင်ပြောတာကိုတက်ဝဲအောင်ရဲ့ Facebook ကိုလည်းအဲဒီမှာဒါကိုတက်ဝဲအောင်ရဲ့ Facebook နော်ကိုတက်ဝဲအောင်ရဲ့ Facebook မှာလည်းအားလုံးသွားပြီးတော့အပိတ်လို့ရပါတယ်ဟိုစီဒီယန်လည်းတစ်ဖြစ်အဲမြို့သားထိမှုစီဖွဲ့ချုပ်ဖွဲ့ဝင်လည်းဖြစ်ပါတယ်အဲသူလည်းသူလက်လန်းမီဒီလောက်လေးနဲ့သူ စီရီယံလို့ဆိုတာတော်လန်ခဲ့တယ်လို့ပါဝင်ခဲ့တယ်လို့မမမမတ်လည်းအခုချိန်အထိခက်ခဲပေါင်းများစွာတဲ့ကနေရက်တည်နေပေမဲ့ဒီတော်လန်ရေးအတွက်တဒေါန်းတနေရာကနေသူရတယ်လို့တော်လန်နေတာပါဒါသူ့နောက်ကထွက်တဲ့စကလုံးလေးတွေကလည်းအယံမိုက်တယ်ဒါကြောင့်မို့သူ့ကိုလည်းအားပေးခြင်းဖြင့်သူ့ရဲ့ Facebook အကောင့်ကိုလည်းဟိုတင်ပေးထားပါတယ်သူ့ကိုလည်းတွားရောက်ပြီးတော့အားပေးပေးကြပါလို့အဲကျွန်တော်ကနေတိုက်တွန်းအပ်ပါတယ်အဲနောက်တစ်ခုကတော့ အဲကျွန်တော်ခဏခဏသုံးတယ်ဒီဗီဒီယိုဖိုင်ကဒီရွေးကောက်ပွဲရဲ့အဲကိစ္စဝိစာတိုင်းကိုကျွန်တော်ဒီဗီဒီယိုဖိုင်ကိုကျွန်တော်သုံးပါတင်ပါအာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပြောခိုင်းတာမဟုတ်ဘူးသူ့ဘာသူပြောထားတာဟိုးလွန်ခဲ့တဲ့9လပိုင်းဇူလိုင်လ1ရက်နေ့တည်းကကြောင်မျိုးမင်းကပြောထားတာအဲဒီဗီဒီယိုဖိုင်လေးကိုထပ်ကြည့်လိုက်သူ့ရဲ့ရင်းနှီးပြဗီဒီယိုဖိုင်လေးဒါကတော့ကျွန်တော်ခဏခဏတင်ပါဒါလေးကိုလည်းနားဆွဲအောင်လို့သူ့ရဲ့ပင်ကိုဗီဇစိတ်ရင်းစေတနာဒီလိုရှိကြောင်းပါဆိုတာလေးကိုပြကြင်တာပါနော်သူတကယ်ပြောခဲ့တာပါ ဆိုတော့အဲသူဥတည်ပြီးတော့ပြောရတာက NUG ရဲ့ပြောရေးဆိုခွင့်ရှိသူနေဖို့လက်ပြောသွားတဲ့စကားကိုမှင်ញမ်းပြီးတော့သူပြောထားတာဥပမာပေးပြီးတော့ပြောတာသူကိုယ်တိုင်ဆိုလို့ရှိရင်လည်းမဲမပေးဘူးလို့ကိုအပွင့်လင်းပြောထားတာခုမှဖီယူနိုင်မှုတွေများလာလို့ तू ပေးခြင်းပေးမှာပဲ तू ကတော့ဘောမဆိုတော့ဘောလိုက်မနေလို့ပါဒါပေမဲ့ तू နှုတ်ကနေပြီးတော့ပွန့်ပွန့်လင်းလင်းနဲ့ တဲ့ပြောထားတဲ့ဗီဒီယိုဖိုင်ဒီမှာကြည့်ပါတီယူညီဖိုးလက်ကပြောတယ်ပြည်တွင်းမှာပိုင်ပြိုင်တဲ့ပါတီတွေကိုလုံးဝရပြည်တွင်းမှာခုစစ်ကောင်စီအောင်မှာပြိုင်ပြီးပါတီကိုလုံးဝရရွေးကောက်ပွဲမှာအားလုံးပေါ့ရင်တော့တစ်ဆယ်ရယ်ဆယ်ရယ်လုံးတော့မရခဲ့တဲ့ကောင်းကြီးတယ်ကဲဒါတော့နားမဆက်ရွေးကောက်ပွဲတော့ဝီတို့တော့တော်တော်ခိုင်လို့နော်ဝီတို့တော့တော်တော်ခိုင်လို့ပါတီတွေပေါ့ဗျာနောက်တခြားကျန်တဲ့လူပေါ့အများကြီးပေါ့ ဟုတ်ကူကြီးရဲ့ပြန်ပါလေပါတော့ဗျာပါတော့ဗောတောင်းလေတော့ဥတော်သားဆိုတော့အခုပါတော့အကုန်လုံးပါတော့နော်အန်ဒီကပူခမောင်ဆိုတော့အခုပါတယ်ပါတယ်နာမည်ကျော်ပါတီတွေရှိသေးတယ်နောက်ဥဆိုင်ရဲ့ပေါပါတီတို့အကုန်လုံးအဲ့လိုအကုန်လုံးကိုတိတ်ကြုံပြောလိုက်တာကဖွဲလုံးပေါင်းလို့မှဆယ်ရာခိုင်နှုန်းတော့မဲမရခဲ့တဲ့ဟာတွေတဲ့အင်းလူထောက်ကမရှိတဲ့ဟာတွေတဲ့မှန်တယ်လူကောင်းမှုတွေကယွမ်းဝန်းကြိုင်ပါဆိုပြောရောအဲ့တော့မှန်တယ် ပြောရရင်တော့အဲ့တော့နိုင်ငံရေးပါတီတွေအဲ့ဒီကျန်တဲ့ဟိုနေဖုန်းလာပြောလဲပြောစရာပဲအဲ့ဒီနိုင်ငံရေးပါတီတွေကနေဖုန်းလာပြောလဲပြောစရာအဲ့ဒါမဲတကယ်မဲထိုင်ရေးလဲဆိုတော့အုံရှုံးလာပဲအကုန်ခွက်ခွက်လန်ရှုံးအဲ့ဒါပြောစရာခွက်လန်ရှုံးတာလူပါဒီနိုင်ငံရေးပါတီတွေအကုန်လုံးကမယုံကြည်ဘူးမရှိဘူးယုံကြည်မှုမရှိဘူးအဲ့နိုင်ငံရေးပါတီခေါင်းဆောင်တွေမရှိဘူးနော်မှတ်ထားပါတော့ပြည်သူပါတီကိုကိုကြီးသူစိတ်ထဲမှာတန်တယ်ဒီမရှိဘူး तू က तू ကနံပါတ်1ဖြစ်မယ်ထင်တာတော်စခင်ပါတီရောဦးခင်ကြီးတို့ပါတီရောနောက်နောက်ပေါ်လာမယ့်ပါတီကိုကိုလည်းမပြောပါတီကိုဦးဆိုင်ပေါ်ပါတီမထည့်မှလာမယ့် ကျွန်တော်ပြောလို့ပြောကျွန်တော်ပြောရမယ်ကျွန်တော်ဆိုတော့ဒါဘောက်ယုံကြည်မှုပဲယုံကြည်မှုကြောင့်ကျွန်တော်တို့ရှင်မှာဖြစ်နေတဲ့ယုံကြည်မှုကြောင့်မယုံကြည်လို့မထည့်ဘူးပေါ့ယုံကြည်မှုပါဆိုဒီပေါ်မှာမယုံကြည်ဘူးဒီကောင်လေးလုံးနေပါမလားမဖြစ်နိုင်ဘူးထင်တယ်အဲ့ဒါမျိုးမယုံကြည်တော့အဲ့ဒါမထည့်ဆိုတော့တို့မျိုးပြခုနလပိုင်းတရက်နေ့ရတော့အတီလင်းပြောထားတာပါကိုနေဘုံလက်ကလည်းပြောတယ်2020ရွေးကောက်ပွဲတော့အခုရွေးကောက်ပွဲဆိုရပြောနေတဲ့အကောင့်တွေအကုန်လုံးပေါင်းလို့ဆရာခိုင်နှုန်းတော့မဲမရခဲ့တဲ့အကောင့်တွေ မှားလို့လားကြောင်မျိုးမေးရလဲယုံကြည်ကိုမရှိလို့မဲကိုမပေးဘူးလို့ပေါ်တင်ပြောတာအဲ့တော့ဘာဖြစ်လဲဆိုတော့ကိုတဝင်းအောင်ပြောတဲ့သမင်းတို့ဟင်းတို့တွေပါဗျာကိုလေးလေးကြီးသူ့ channel ကို like ပေးခြင်း comment ရေးခြင်း share ပေးခြင်း subscribe လုပ်ခြင်းဖြင့်ကူညီပေးပါလို့ ေတ္တာရက်ခံပါတယ်အားလုံးကျေးဇူးတင်ပါအရေးတော်ပုံအောင်ကိုအောင်ပါပဲဗျာ